္ဂလာပါ၂၀25ခုနှစ်ဇွန်လ16ရက်အတွက် Burma Briefing ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တကတာဝန်ယူပြီးနောက်ပိုင်းတစ်တော်ပြုံးတိမှုလျော့နေလာတယ်လို့စစ်ကောင်ဆောင်ပြောဆိုတဲ့သတင်း။ CRPH ကနိုင်ငံဝင်တဲ့ဥပဒေပေါ်ဗက္ကတများအဖွဲ့ချုပ်နဲ့ GSCN သဘောထားထုတ်ပြန်နေဆိုတဲ့သတင်း။နောက်ထပ်36နိုင်ငံကိုဗီဇာထပ်မံပိတ်ဆို့ဖို့ Trump အဆိုအရအစီအစဉ်ရည်ရွယ်ဆိုတဲ့သတင်းအပြင်တခြားထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနှစ်အလိုက်စစ်တော်ဖုံးလွှမ်းမှုဧရိယာကျဆင်းခဲ့ပေမယ့်စစ်တကတာဝန်ယူပြီးနောက်ပိုင်းစစ်တော်ပြုံးတိမှုတိတိတသာရုံနဲ့ကျဆင်းလာတယ်လို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်ကဂျမန်နီကနေပြည်တော်မှာပြုလုပ်တဲ့တပ်ပင်ဆိုင်ပွဲမှာပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်ကနိုင်ငံရဲ့စစ်တော်ဖုံးလွှမ်းမှုဟာ2015ခုနှစ်မှာနိုင်ငံဧရိယာရဲ့ဒီဇက်နှစ်တသမ62ရာခိုင်နှုန်း2020ပြည်နှစ်မှာဒီဇက်နှစ်တသမ16ရာခိုင်နှုန်းနဲ့ 2025ခုနှစ်ပနမအစီရင်ခံစာအရ52.15ရာခိုင်နှုန်းရှိတာဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့တစ်တော့တစ်ပင်ဆိုင်ပြိုမှုနဲ့တစ်တော့ပြည်ပြင်ထိန်းသိမ်းခဲ့တဲ့အတွက်နှစ်ကာလလိုက်တစ်တော့ပြုံးတိမှုတိတိတသာရုံနဲ့ကြာဆင်းခဲ့တယ်လို့ပြောဆိုထားပါတယ်။နိုင်ငံတကာတစ်တော့ပြုံးတိမှုတွေကိုစောင့်ကြည့်နေတဲ့ Global Forest Watch မှာဖော်ပြထားတဲ့သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ2015ခုနှစ်ကနေ2020ခုနှစ်အထိ6နှစ်တာကာလအတွင်းနိုင်ငံရဲ့တက်တော်အေရိယာ25,000ဟက်တာဆုံးရှုံးခဲ့ပြီး2021ခုနှစ်ကနေ2024ခုနှစ်အထိ4နှစ်တာကာလအတွင်းတက်တော်ပြုံးနေမှုဟက်တာ38,500ဟက်တာအထိရှိတယ်လို့ data တွေကပြဆိုပါတယ်။ဒီချက်လက်တွေအရစစ်ကောင်းဆောင်ပြောဆိုမှုတွေဟာရှင်းအောင်မကြီးဖြစ်နေပါတယ်။သဘောပတ်ဝန်းကျင်လေးတဲ့ဆောင်ကြည့်သူတွေရဲ့ပြောဆိုမှုအရစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာသဘောပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့တပ်ထုတွေစီမံကိန်းတွေပုံများလာသလို တက်တော်ပြုံးနှိမှုတွေလည်းပုံမှုများပြားလာတဲ့အတွက်ဗတ်ပေါင်းဆောင်ကနေသဘောပတ်ဝန်းကျင်ဆွေးနွေးမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါပြင်မြန်မာတက်တော်ပြုံးနှိမှုက2024ခုနှစ်တစ်နှစ်တည်းမှာလည်းအေကာပေါင်း8သိန်း1000ကျော်ရှိတယ်လို့ Global Forest Watch ကထုတ်ပြန်ထားပါတယ်။ CRPH ကနိုင်ငံဝင်တဲ့ဥပဒေပေါ်ဘက်ကတမများအဖွဲ့ချုပ်နဲ့ RSCN သဘောထားထုတ်ပြန်ဆွေးနွေးတဲ့တင်ဆက်ပေးပါမယ်။ ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကအကြံမဖက်အာဏာပြည်ဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေသည်စံနှုန်းအရနိုင်ငံရေးအရကျိုးဆက်အရမိသို့မှလက်ဖက်နိုင်ဝယ်မရှိတဲ့အတွက်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဇွန်လ15ရက်ကသဘောထားထုတ်ပြန်လိုက်ပါတယ် အကသများအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ CDM ဝန်ထမ်းတွေဟာပြည်သူလူထုအကျိုးအတွက်ရှေ့တန်းကပါဝင်ခဲ့တဲ့သူရဲကောင်းတွေဖြစ်တဲ့အတွက်သူတို့ကိုတိမှတ်ပြုတာ၊ဂုဏ်ပြုတာ၊ကုစားပေးတာတွေနဲ့တရားမျှတမှုအရှောက်ဝေပေါ်ထုတ်ပေးဖို့လှုပ်တင်လှုပ်ထိုက်ပေးမယ်။အကြမ်းမဖက်အာဏာဖိဆန်ရေးလှုပ်ရှားမှု CDM ဆိုတာဥပဒေနဲ့အာဏာသုံးပြီးလှုပ်ယူဖန်တီးလို့မရကြောင်း CDM လှုပ်ရှားမှုမှာမပါဝင်သူတွေကိုဥပဒေဖြင့်အရေးယူမယ်ဆိုတာကအခြေခံသဘောကိုပဲနားမလည်ရရောက်ကြောင်း မိမိသဘောဆန္ဒလျောက် CDN လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေရဲ့ဂုဏ်သိက္ခာကိုညှိုးနှိုင်းစေကြောင်းဆိုထားပါတယ်။ CRPH ကဥပဒေဟာတော်လှန်ရေးလိုအပ်ချက်နဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်နေကြောင်း CDN လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအရေးယူခြင်းဟာဒီမိုကရေစီဆန့်ကျင်ဆန်ညွန်းနဲ့ကွဲလွဲနိုင်ရလို့ထောက်ပြထားပါတယ်။ဒါအပြင် CRPH အနေနဲ့ NAM CDN ဝန်ထမ်းတွေအပေါ်သဘောထားဟာစစ်ကောင်စီရဲ့ CDN အနေပေါ်ထားတဲ့သဘောထားနဲ့ကွဲပြားမှုရှိသေးရဲ့လားလို့မျှဝေထုတ်ထားပါတယ်။ CRPH ကငင်းပွားမှုတွေရှိနေတဲ့နိုင်ငံဝင်နဲ့ဥပဒေထုတ်ပြန်မှုအပြီးမှာလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညင်ညူရေးမဟာမိတ်အင်အားစု GSCN ကလည်းနန်းစီဒီယမ်အရက်သားဝင်နဲ့များနဲ့ပတ်သက်၍နိုင်ငံရေးသဘောထားဆိုတဲ့ထုတ်ပြန်ချက်ကိုပြန်လည်ဖြန့်ဝေလာပါတယ်။ဒီထုတ်ပြန်ချက်ကို2023ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ CDM လှုပ်ရှားမှုသည်ကိုတောင်ဝင်ကိုယူကိုလန်းကိုလျှောက်ပြီးကိုစိတ်နဲ့ကိုစစ်တပ်ကိုဆန့်ကျင်တာဖြစ်တဲ့အတွက်တခြားသူတွေကိုအဖြစ်တင်တာ အန်ဒီရဲ့တွင်တွန်းပို့တာတွေမလုပ်ချင်းဆိုတဲ့အခြေခံကျင့်ဝတ်ရှိမှသာတော်လန်ကြီးရဲ့အနှစ်သာရဖြစ်တဲ့စာနာမှုနဲ့အောင်ပွဲဝင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။အလုံးစုံရေးယူမယ်ဆိုတဲ့တရားမျှတမှုအခြေမခံနဲ့မူပေါ်လာထုတ်ပြန်ကြေညာခြင်းတွေဟာနန်းစီဒီယမ်တွေကိုစစ်တပ်နဲ့ပူပြီးပူပေါင်းစေဖို့တွန်းအားပေးတယ်လို့ဖြစ်ပြီးစစ်အုပ်စုကိုတတ်ဆိုးရှိစေလိမ့်မယ်လို့ထောက်ပြထားပါတယ်။လက်ရှိမှာဒီနိုင်ငံဝင်တဲ့ဥပဒေနဲ့ပတ်သက်ပြီးထုတ်ပြန်တာမှန်တယ်မထုတ်ပြန်သင့်ဘူးဆိုပြီးလူမှုကွန်ရက်တွေပေါ်မှာအငြင်းပွားနေပါတယ်။ နန်စီဒီယမ်ဝန်ထမ်းတွေကိုတရားစွဲအရေးယူနိုင်တဲ့အကြမ်းမဖက်အာဏာပြည်ဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပြဋ္ဌာန်းလိုက်တယ်လို့ပြည်သူ့လွှတ်တော်ကုစားပြုကော်မတီ CRPH ကဇွန်လ13ရက်နေ့ညစွဲနဲ့ထုတ်ပြန်ပါတယ်။စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကစီဆိုင်မြို့နယ်တပူထိုကျေးရွာကိုမိရှုဖြစ်စီရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ျမ်းပြည်နယ်စီဆိုင်မြို့နယ်တပူတို့ခြေရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကခြေရွာကိုမိရှုဖျက်ဆီးခဲ့တဲ့အတွက်နေအိမ်၆လုံးမိလောင်ဖျက်ဆီးခဲ့တယ်လို့ပအုပ်အမျိုးသားလွတ်မြောက်ရေးတပ် PNL ရဲ့သတင်းနှင့်ပညာရေးအဖွဲ့ကဒီနေ့ဇွန်လ16ရက်မှာသတင်းထုတ်ပြန်ပါတယ်။ PNO ပြည်သူ့စစ်အဖွဲ့ကဇွန်လ12ရက်နေ့ညနေပိုင်းမှာမိရှုခဲ့ရမှာဇွန်လ13ရက်နေ့ညအထိမိလောင်ခဲ့ပြီးနေအိမ်၆လုံးမိလောင်သွားခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်တွေက တပူထိုရွာမှာတက်ဆွဲနေတာလီလာကျော်ရှိပြီဖြစ်ပြီးဇွန်လ9ရက်နေ့ကလေးကဒေသခံရွာသူတွေကိုကျေးရွာအတွင်းကမောင်းထိုးခဲ့ပြီးရလို့သိရပါတယ်စစ်ကောင်စီလက်အောက်က PNO ပြည်သူစစ်ကစီတိုင်းမျိုးနယ်ရှိကျေးရွာအုပ်စုနှစ်ခုကပြည်သူ၄000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးကျေးရွာအတွင်းကထွက်ခွာသွားဖို့ဇွန်လ9ရက်ရက်စွဲဖြင့်ထုတ်ပြန်ထားပါတယ်ပအိုပြည်သူစစ် PNO PNA မောင်းထိုးတဲ့ကျေးရွာတွေမှာစီတိုင်းမျိုးနယ်နောက်ကျော်ကျေးရွာအုပ်စုမှာတပူထိုရွာကောင်းထိုရွာ လွယ်ငုံရွာနောင်ဘူရွာပင်ဆက်ရွာနဲ့တောင်ရှိကျေးရွာအုပ်စုမှာနောင်ထော်6ရွာကလားလန်ရွာတို့ဖြစ်တယ်လို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုအရဟာမြန်မာနိုင်ငံအပါအဝင်၁၂နိုင်ငံကိုပြည်ဝင်ခွင့်ကတ်သက်ခဲ့ပြီးနောက်ပါပဲ။နောက်ထပ်နိုင်ငံပေါင်း36နိုင်ငံကိုလည်းအမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်မဲ့နိုင်ငံတွေစီးနေထည့်သွင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။ထရန့်ဆိုရဟာယခုလအစောပိုင်းမှာမြန်မာနိုင်ငံအပါအဝင် နိုင်ငံ12နိုင်ငံရဲ့နိုင်ငံသားတွေကိုအမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ကြောင်းကြေညာခဲ့ပါတယ်။ writer သင်းထားတာမှာဖော်ပြထားချက်အရနောက်ထပ်36နိုင်ငံအနေနဲ့ရက်ပေါင်း60တွင်တိတာတဲ့ပြင်ဆင်ပြောင်းလဲမှုတွေမရှိရင်ဗီဇာပိတ်ဆို့ခံရဖို့လမ်းညွှန်ထားတယ်လို့ဆိုပါတယ်။အခုလိုအမေရိကန်ပြည်ဝင်ခွင့်ကန့်သတ်တာတွေဟာအမေရိကန်နိုင်ငံပေါ်နိုင်ငံသားအကြမ်းဖက်သမားတွေရန်နဲ့ခြားအမျိုးသားလူမျိုးရေးချင်းချောက်မှုတွေကနေကာကွယ်ဖို့အတွက်လုပ်ရတာဖြစ်တယ်လို့ကြေညာထားပါတယ်။နောက်ထပ်ဗီဇာကန့်သတ်ပိတ်ပင်တာခံရနိုင်ရှိတဲ့နိုင်ငံတွေထဲမှာ ကွန်ဂိုဂျဘူတီဒိုမီနီကန်အီသီယိုးပီးယားအီဂျစ်ကာဘွန်လီဗျာဆိုမာလီယာဆူဒန်နဲ့ဂျီမင်စတဲ့အာဖရိကနဲ့အရှေ့လေပိုင်းနိုင်ငံအများပြပေါဝင်တာတွေ့ရသလိုအာဆီယံဒေသအတွင်းကတော့ကမ္ဘောဒီးယားနိုင်ငံထပ်မံပေါဝင်လာပါတယ်။ထိုင်းက24နှစ်အတွင်းနေဇက်ဂိတ်တီမဖွင့်ရင်ကမ္ဘောဒီးယားကနေဇက်ဂိတ်တီအလုံးပိတ်ပစ်မယ်လို့ခွန်ဆန်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းစုံဘောင်ဘောင်ဘောင်ပိုချစ်ချုပ်ထိုင်း ထိုင်းဘက်ကပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကို24နာရီအတွင်းပြန်မဖွင့်ရင်ကမ္ဘောဒီးယားကလည်းထိုင်းကဝင်တဲ့အသီးအရွက်နဲ့ဟင်းသီးဟင်းရွက်တွေတင်သွင်းတာကိုတားမြစ်သွားမယ်လို့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တာဝန်ယူထားသူမင်းကြီးချုပ်ဟောင်းဟွန်ဆန်ကလေးနက်ထားပြောဆိုရဆိုပြီးခမာတိုင်းသတင်းမှာဖော်ပြထားပါတယ်။ထိုင်းအနာပိုင်းနေအနေနဲ့နယ်စပ်ဂိတ်တွေကိုအရင်လိုနနက်6နာရီကနေည7နာရီထိပြန်လည်ဖွင့်လှစ်ပေးရင်ကမ္ဘောဒီးယားဘက်ကလည်းလက်ရှိချမှတ်ထားတဲ့နယ်စပ်ဝင်ပေါက်ဝင်ရောက်မှုကန့်သတ်ချက်တွေကိုချက်သိမ်းသွားမယ်လို့ဟွန်ဆန်ကထပ်မံပြောထားပါတယ်။ ဒါပေမဲ့နေဆက်ဝင်ရောက်မှုကန့်သက်တာတွေကိုထိုင်းစစ်တပ်ကလုပ်လို့ကမ်ဘောဒီးယားကအလားတူပြန်ကန့်သက်တာဖြစ်တဲ့အတွက်ဒီနေဆက်ကန့်သက်ချက်နဲ့ပတ်သက်ပြီးထိုင်းအနာဘိုင်းတွေနဲ့ညှိနှိုင်းဆွေးနွေးမှာမဟုတ်ဘူးလို့သူကပြောထားပါတယ်။ပါမပရီဖင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။